မျက်စိတဆုံကျဲပြောလာတဲ့မြခင်ပြင်ကျဲကြီးခြေတန်တိတ်တိတ်နဲ့အသက်ရှူတန်ကြီးကိုတောင်ထိန်းချုပ်ထားရတဲ့နေရာဟုတ်ပါတယ်ဆာဗာနာမြခင်ပြင်ကြီးပါပဲဒီနေရာမှာရှိတဲ့တက်ရှိတိုင်းဟာနေ့စဉ်နဲ့မြအသက်နဲ့ရင်းပြီးတော့အကြီးမားဆုံးစံတတ်မှုတွေကိုရင်ဆိုင်နေရတာပါဒီစကားကလည်းဆဗာနာရဲ့ပကတိအရှိတရားကိုတထပ်တဲ့ထင်ထင်နေတာပေါ့ဒီမှာတော့ဒီရတိုင်းဟာအသက်ရှင်တန်ရဲ့အထက်တိုက်ပွဲဝင်နေတာပါပဲ25ရာခိုင်နှုန်း ကြားလိုက်တာနဲ့တင်တော်တော်လေးကိုထိတ်လန့်စရာကောင်းနေနော်ဒါကဘာကင်းကနန်းလဲဆိုတော့ပြင်းထန်တဲ့၆တွေ့ရသည့်တစ်ခုအတွင်းမှာတေဆုံးသွားရတဲ့သတိဆန်တရရခိုင်နှုံးပါပဲဒီအချက်တစ်ခုတည်းနဲ့တင်သူတို့ရင်ဆိုင်နေရတဲ့စိန်ခေါ်မှုကဘလို့ကြီးမလဲဆိုလားမြင်နိုင်ပါတယ်ဟုတ်ပါပြီဇာဗာနာဆိုတာကလေလားတလောက်ရက်ဆက်တယ်လို့ပြောရမယ့်နေရာမျိုးပေါ့ဒီကစားကွင်းကြီးထဲမှာအသက်ရှင်ကျင်ရဖို့ဆိုတာကအဆုံးစွန်ဆူလာဘတ်တစ်ခုဖြစ်ပြီးအဲ့ဒီစုကိုရဖို့ဆိုရင်တော့ ပတ်ဝန်းကျင်နဲ့အကောင်းဆုံးလိုက်လုံညီတို့နေထိုင်နိုင်တဲ့အရေအချင်းတွေလိုအပ်ပါတယ်။စိတ်ဝင်စားစရာကောင်းတာဘာလဲဆိုတော့လေဒီလိုနေရာမှာထိတန်းတားရဲ့ကြီးတွေတောင်မှအမြင်တမ်းအောင်မြင်နေတာမဟုတ်ကောဘူး။ချင်းသေးတွေဆိုရင်အမဲလိုက်တဲ့အခါလေးချိန်မှတစ်ချိန်လောက်ဝဲအောင်မြင်တယ်။တစ်ချုပ်တွေကတော့သူတို့ထက်နင်းနေတာပြီးနှစ်ချိန်မှတစ်ချိန်အောင်မြင်ပါတယ်။ဒါကဘာကိုပြောနေလဲဆိုတော့တားကောင်တွေရဲ့ရှင်သန်နိုင်စွမ်းကလည်းတော်ရုံမဟုတ်ဘူးဆိုတာပါပဲ။အဲ့တော့ခိုင်တန်သားရဲတွေတောင်တီလောင်အခက်တွေ့နေလာတယ်ဆိုရင်တားကောင်ဒီမှာကော ူတို့မှာဘလုံးမျိုးအသက်ရှင်ရေးနည်းပြဟာဒီရှိနေလို့လဲပထမဆုံးလေးလာကြည့်မှာကတော့အ мян နှုံတသက်ထက်ပိုးအရေးကြီးတဲ့အရာမယုံနိုင်စရာလေးမြန်ဖြက်လက်မှုကိုပိုင်ဆိုင်ထားတဲ့စစ်တေတော်လေးတကောင်အကြောင်းပါပဲတချုံနဲ့ဒရက်ကိုဘီးချင်ရင်ပြီးကြီးလိုက်ရင်ဖြင့်အရန်ကိုရှင်းသွားပါလိမ့်မယ်တချုံကတနာဒီမိုင်ခမစိန်နောက်၌ကပအ мян ဆုံးကုန်းနေတဲ့တော်ဖြစ်နိုင်ပြီမယ်သူရဲ့အဓိကအားတာချက်ကဖြောင်းဖြောင်းတန်းတန်းအရှိန်မြင့်တာပါ ဒါပေမဲ့သွန်မစင်ဒရယ်ကတော့တနာရီမိုင်90ပဲပြေးနိုင်ပြီမြဲသူ့ရဲ့အတေးကစွမ်းရည်ကအချိန်လုံးဝမလျော့ဘဲရုတ်တရက်60ဒီဂရီချိုးခွေနေတာပါဒါကတိကျုံရဲ့အချိန်ကိုအလားအသာထိသွားစေတဲ့အတန်ပြန်လက်နက်ပါပဲသူတို့ရဲ့အခွဲလိုက်ကခွေတဲ့နီးဖြူဟာကတော့တခက်ကိုပါနတ်လုံးမှတယ်အန်ဒီယန်အနံ့ရတာနဲ့ bronching လို့ခေါ်တဲ့ခြေလေးချောင်းလုံးမိကန်းနေကြွပြီးတုံလိုက်ခုန်တဲ့အဖြူမှုနဲ့အချင်းချင်းအချက်ပေးလိုက်တယ်ပြီးတာနဲ့တကောင်တလောင်းစီဥဒီယာမန်ပြန်ချဲထွက်ပေးကြရော့ ဒီအခါမှာပိမတ်တခုတည်းကိုအာယုံဆိုင်ထားတဲ့တာရဲ့အတွက်တော့ဘယ်ကောင်ကိုလိုက်ရမှမသိပဲလုံးဝကိုရှုပ်ထွေးသွားစေတော့တာကောကဲဒါကအချိန်တော်အတွင်းပြေးလွားရတဲ့ပွဲဒီမှာတုံနေနေပေါ့ဒါမှအမြန်ပြင်းအောင်တတ်တတ်နေလုံလောက်တဲ့အချိန်ကြီးဒီမှာရောဘလို့လို့မလဲဟုတ်ပြီအမြန်နှုံးတစ်ခုတည်းနဲ့အလုံးမဖြစ်တော့ဘူးဆိုရင်ခန္ဓာယူဆိုတာကအဓိကဇက်ကောင်ဖြစ်လာပါပြီဒီနေရာမှာတော့မာရသွန်ပြေးသမားတယောက်လိုတိဆောက်ထားတဲ့ brown hunter စိတ်ကိုမိတ်ဆက်ပေးပါစေဒီစရာကိုကြည့်လိုက်တာနဲ့တင်ရှင်းနေတာပဲ ခန္ဓာရည်မှာတော့ brown home ကိုဘယ်သူမှလည်းမမြင်ပါဘူးတေကျော့ကအမြင်ဆုံးခေပေးမယ်သူ့ရဲ့အမြင်ဆုံးရှင်ကစက္ကန့်20 30လောက်ပဲခံပါတယ် brown home ကတော့အမြင်ဆုံးအမြင်တော့မှနည်းနည်းနေပေမဲ့တနာရီမိုင်40လို့အချိန်မျိုးကို၄မိုင်ထိမနာတမ်းပြေးနိုင်ဆွမ်းရှိပါတယ်သူ့ကိုခီးရည်အပြေးရပရင်ထိစေတဲ့အကြောင်းရင်းတွေကတော့အများကြီးပါပဲသူ့ရဲ့တခြားတွေးဆန်နေချက်20လောက်ပိုကြီးတဲ့ဟလုံးနဲ့အစုပ်လေခွင်းအားကောင်းတဲ့ခနာကိုပုံစံပြီးတော့ခြေလမ်းတိုင်းမှာဆွမ်းအင်ချွေတာပေးတဲ့ sprint လို့အယူတည် ဒါဒီအားလုံးအပြင်လေးမိုင်အကွာကအန်ဒီရဲ့ကိုတောင်လမ်းမြင့်နိုင်တဲ့တင်နိုင်နေစီဒီဂရီမြင်ကွင်းကျဲမြင့်လုံးတွေကသူ့ရဲ့အထီးကလက်နက်တွေပါပဲဆိုတော့ရှင်တန်ရေးဆိုတာတကောင်ချင်းရွယ်ဒီလိုမျိုးထူးခြားတဲ့အည်ရဲ့ချင်းတွေပေါ်မှာပဲမူတည်နေရလားဒါမှမဟုတ်တဦးချင်းတပ်ပိုးကြီးပဲဆွမ်းအားတခြားနဲလန်းတွေရောရှိအောင်မလားတခါတလေမှလေတကောင်ချင်းဘလောက်တော်နေနေအရေးမကြီးတော့ဘူးအုပ်စုရဲ့ဆွမ်းအားပါအရာအလုံးထက်ပိုအရေးပါလာတဲ့အခြေအနေတွေရှိလာပါတယ် အမြန်ဆုံးဖြစ်ဖို့ထက်အားလုံးတစုတစည်းတဲ့အတူတူရွေးလာနိုင်ဖို့ကအဓိကဖြစ်လာတဲ့အခြေအနေမျိုးပေါ့နှစ်တန်းဒီကိန်းကနန်းကိုစဉ်းစားကြည့်လိုက်ပါအကောင်ရေနှစ်တန်းဆိုတဲ့အညာကဘလော့တောင်ကြီးမှလွိုက်တယ်လေဝိုင်းနဘီစတောင်းတော်ရရဲ့နှစ်ဆင်ရွှေပြန်းခီးစင်မှာပါဝင်တဲ့အရေးတွက်ပါပဲသူတို့ကတကောင်ချင်းရဲ့စွမ်းရည်ထက်အုပ်စုရဲ့အင်အားကိုအဓိကထားကြပါတယ်တာက collective survival လို့ခေါ်တဲ့သဘောတရားပေါ့ရိုးရိုးလေးပြောရင်တော့အရေးချက်များတာကဘေးကင်းစေတယ်ဆိုတဲ့နေရာမှာပါပဲ တကောင်တဲ့ဆိုရင်ဒါရဲစာမီဖို့တည်ချပါမိ့အကောင်လောက်တန်းချီတဲ့အုပ်စုကြီးထဲမှာတော့တကောင်ချင်းစီရဲ့ရှင်တန်နိုင်ခြေကအစားပေါက်များစွာမြင့်တက်သွားပါတယ်။တို့ရဲ့ခရီးရှည်ကြီးမှာအသေးရရနဲ့ကြည့်ရမယ့်အပိုင်းကတော့ဒီမာရီယာမိကိုဖျက်ကူးတဲ့အခန်းပါပဲ။ရေထဲကိုအဆုလိုက်ပြုံလိုက်ခုံဆင်းကြလေရေထဲမှာအသင်းဆောင်နေတဲ့မိချောင်းတွေရဲ့တိုက်ခိုက်မှုကိုရင်ဆိုင်ကြတယ်။ပြီးတော့မှဟိုဘက်ကန်ကစားချင်မြင်စီကိုအရောက်သွားကြတယ်။ဒီဖြစ်စဉ်တစ်ခုလုံးကတို့အုပ်စုရဲ့စီလုံးမှုနဲ့ခံနိုင်ရည်ကိုအထင်ရှားဆုံးပြသနေပါတယ်။အခုထိကျွန်တော်တို့ပြောခဲ့တာတွေက ပြေးတာရှောင်တာအဖွဲနေနေတာတွေပေါ့ဒါပေမဲ့ထွက်မပြေးပဲကိုနေထိုင်နေပုံဝင်းကျင်ကိုပဲပြန်ပြီးအနာယူလိုက်တဲ့စစ်သေးတော်မျိုးကရှိနိုင်မလားရှိတာပေါ့ Oris Door Site ဆိုတာကအဲ့ဒီလိုမျိုးပါပဲသူကပြက်တနာကိုထွက်မပြေးဘူးသူ့ခန္ဓာကိုယ်ကိုပဲပြက်တနာနဲ့လိုက်လျောညီထွေချွတ်အောင်ပြန်လဲပြစ်လိုက်တာဂျန်နန်နဲ့ပဝင်းကျင်ကိုထွက်ပြေးမျိုးစားအဲ့ဒီပဝင်းကျင်ရဲ့ဆီအားတစုဖြစ်လောက်အောင်သူနေထိုင်ခဲ့တယ်တပွားဝတ်တရားရလေအေးပေးဆက်ဟုတ်ပါတယ်ဒီစကားက Oris ရဲ့အပကစီဆုံးစွမ်းရည်ကိုဖော်ပြနေတာပါပဲ။တခြားတိရိစ္ဆာန်တွေလုံးဝအသက်မရှင်နိုင်တဲ့ကန်ဒရာရဲမှာသူဘလို့များရှင်သန်နေလဲကြည့်အောင်။သူကရေတောက်ဆရာမလို့ပဲရပောင်းများစွာနေနိုင်တယ်။လိုအဲ့ကျရေရက်ကို သူစားရဲ့ကန်ဒရာအပင်တွေကနေပဲရယူတယ်။50ဒီဂရီစင်တီဂရိတ်ကျော်တဲ့အပူချိန်မှတောင်အေးအေးဆေးဆေးရှင်သန်နိုင်တယ်။ အဓိကအချက်ကတော့သူ့ရဲ့ဦးနှောက်ကိုအပူချိန်လွန်ခဲ့ပြီးမပျက်စီးအောင်သွေးတွေကိုအေးဆေးတဲ့အထူးစနစ်တစ်ခုသူ့ခန္ဓာကိုယ်ထဲမှာပါရှိနေတာပါပဲ။ကဲအခုထိကျွန်တော်တို့မတူညီရဲ့ရှင်တန်ရဲ့နီလန်းမောင်းစုံကိုကြည့်ခဲ့ပြီးပြီဆိုတော့ဒါရီအလုံးကိုခြုံပြီးဘလို့နိကုတ်ချုပ်နိုင်မလဲ။ဒါရီအလုံးဟာတခုချင်းစီတခြားရည်တည်နေတာမဟုတ်ပဲကြီးမားတဲ့တန်စုံကြီးဝိုင်းကြီးတစ်ခုလို့ဇူဇမ်စပီညီညီရှိနေကြတာပါ။ ဒီနေ့ဆွေးနွေးခဲ့တာတွေကိုဖျံချုပ်ရရင်တော့စာဘာနာရဲ့ရှင်တန်ရေးပြဒနာအတွက်အဖြေလေးမျိုးကိုတွေးဟရပါတယ်။ဒီရဲရဲ့ရင်မြင်ဖြက်လက်မှုပရောင်ဝင်းရဲ့မရသွန်အဖြေသမားလိုခံနိုင်ရေဝိုင်တာဘီစီရဲ့စူပေါင်းဆွမ်းအားပြီးတော့အော်ရစ်ရဲ့ပတ်ဝန်းကျင်ကိုအံဝင်ခွင့်ကြဖြစ်အောင်ခန္ဓာကိုယ်ကိုပြုပြင်နိုင်စွမ်းတို့ပါပဲ။နောက်ဆုံးတော့တဘာဝတရားရဲ့ဒီအဆုံးမရှိတဲ့လက်နက်ပြိုင်ဆိုင်မှုကြီးမှာတကယ်ကိုအနိုင်ရသွားတာကဘယ်သူဖြစ်မလဲ။တကောင်ချင်းထူးချွန်တဲ့စစ်တေတော်တွေလား။ ဒါမှမဟုတ်အဲ့ဒီစစ်သေးတော်တွေကိုမွေးထုတ်ပေးလိုက်တဲ့ဒီဂေဟာစနစ်ကြီးတစ်ခုလုံးလားဒါကတော့တကယ်ကိုစဉ်းစားစရာမေးခွန်းတစ်ခုပါပဲ။